စိတ်ထံရာကိုကုစားခြင်းဆိုတဲ့စိတ်ထံရာကိုကုစားခြင်းဆိုတဲ့တရားလေးဆွေးနွေးပြမှဖြစ်ပါတယ်စိတ်ထံရာကိုကုစားတယ်အင်္ဂလိပ်လိုဆိုရင် trauma လို့ခေါ်တာခေါ်တာပေါ့နော် trauma စိတ်ထဲမှာသူနာကျင်နေတာဒီနာကျင်တဲ့ဟာကကိုယ့်အကိုယ်လည်းသတိမထားမိဘူးအများစုကတခြားလူဘေးရလူတွေလည်းသတိမထားမိဘူးစိတ်ပညာအကြောင်း နားလည်တဲ့ပုဂ္ဂိုလ်ဝိပဿနာတရားအထောက်ထားတဲ့ပုဂ္ဂိုလ်ပြမစုတရားအားကောင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေရတော့နားလည်တယ်အဲ့ပြတနာကို တွေ့ရင်ဟိုတိတံရတယ်အများစုကတော့မတိဘူးကိုယ့်အကိုယ်လည်းမတိဘူးဘေးရလူလည်းမတိဘူးစူးစမ်းမှာပေါ်ဆိုတဲ့အမျိုးက အပေးသူလို့ပါလို့ ਨੇ ဒါမဲ့ psychology ရှုရောင်းနေကြည့်ရင်တော့ကိုယ်စိတ်တမ်းရကြောင်းသူများကိုရေရရလုတ်မပေးခြင်းလားလုတ်ပေးဖို့အတွက်ဝန်နေတာတနည်းပြန်ပြောမယ်ဆိုရင်မေတ္တာကချက်ချင်းထွက်မလာဘူးအဲ့မှာကိုယ်မေတ္တာနဲ့လုတ်ပေးဖို့အတွက်အခွင့်အလမ်းရှိတယ်အများတိုးတက်ဖို့အတွက်လုတ်ပေးဖို့အခွင့်အလမ်းရှိတယ်ဒါမဲ့အဲ့ဒီအခွင့်အလမ်းကိုမယူဘူးဘာလို့မယူတာတော့စိတ်ထဲမှာတမ်းရရှိတယ် တော့တခြားနိုင်ငံတွေလည်းဘုံဘုံထားတွေ့ဘူးတယ်ကိုကကိုစူးစားပြီးတော့မှအဲဒီအထက်ကိုတက်လာတဲ့ပုံကသူတို့မှစိတ်ထိုင်ရရှိရင်ဒေါန်တိုင်းရင်သူများကိုမကူညီဘူးအေးအဲ့ဒီလိုကိုကကိုတက်လာတဲ့ပုံကသူမှစိတ်ထိုင်နေမရှိဘူးဆိုရင်အော်ငါတော့အန်တီလိုဟိုခဲခဲခဲစူးစားတယ်သူတို့လေးတွေဒီလိုမျိုး အခက်ခဲတွေနဲ့ဒီလိုမကြုံရအောင်ငါဝိုင်းဝန်းကြိုးစားပေးမယ်ဒီသူအဲ့လိုလုပ်တယ်ဒီပုဂ္ဂိုလ်နှစ်ယောက်နော်ခက်ခဲခဲနဲ့အထက်ကိုတက်လာတော့တူတယ်မတယောက်ကတက်လာပြီးတော့တခြားလူအပေါ်မှာရဲ့ရောတယ်အခွင့်လန်းတွေလှုပ်ပေးခြင်းနဲ့ဖြန့်ပေးခြင်းနဲ့မြေတော့မြှောက်ပေးခြင်းနဲ့နောက်တယောက်ကတော့ငါတော့လည်းကိုယ့်ကိုကြိုးစားခဲ့တာပဲကိုယ့်ကိုကြိုးစားခွာဆိုပြီးတော့ ြောလိုက်တဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်နှစ်ဦးတယောက်ကစိတ်ဓာတ်ရှိတယ်တယောက်ကစိတ်ဓာတ်မရှိဘူးအဲ့ဒါလေးပြောချင်မြတ်မဘိုးကြီးကတဲ့ပြတော့မပါနိုင်သေးဘူးမရေးနိုင်သေးဘူးဘာလို့မရေးနိုင်သေးလဲဆိုတော့ဟိုအင်္ဂလိပ်ကကိုပေါ့ဟာ yes yes ဒီအစောပိုင်းမှာလာပြီးတော့လှုပ်သွားတဲ့ဟာကိုကိုက စိတ်ထန်လေးဖြစ်သွားတာပြန်ပြီးတော့ကုစားခွင့်မရခဲ့ဘူးဆရာတော်ကြီးအတက်တော်ကိုစင်လာရှိရဆရာတော်ကြီးတပါကဖျားစအိုကလားစားလာပြီးတော့စားမထိုးလေအတီးလို့မေးလာကိုရဲ့စိတ်ထဲမှာ trauma ရှိလားဒီတိုင်းလူ trauma ရှိလားရှိတဲ့ဆိုရင်ကရုဏာနဲ့ကြည်ပေးဖို့လိုအပ်ပါတယ်ကရုဏာနဲ့ကြည်တယ်ဆိုတာက သူတို့ရဲ့နာကျင်မှုကိုမျှဝေခံစားပြီးပြီးတော့အဲ့နာကျင်မှုအနေပြီးနာကျင်မှုမဖြစ်အောင်ဘယ်လိုလုပ်ရမှာတော့အဲ့နာကျင်မှုကိုကျင်နာမှုဆိုရဲကရုဏာဖြစ်အောင်ဘယ်လိုဝိုင်းပြီးတော့လုပ်ပေးရမှာတော့ဆိုရဲအဲ့အတွေးမျိုးဝင်ဒါကရုဏာဖြစ်ပါပြီ